လိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းမချမ်းသာကြပါစေ။ယခုခါမှာရာဇီဆဝန်းတို့တရွေ့ပြောင်းလာတာမေလ၈ရက်နဲ့၁၄ရက်ကြာရောက်ရှိလာပါပြီ။2025ခုမေလဒုတိယရက်တတပတ်ထဲဝင်လာပြီပေါ့။အဲဒီခါမှာလည်း ချိုးရီနတ်ခတ်ဒီကိင်္ဂနာနေအပြောင်းလဲတွေလူသားတွေရဲ့တတဝါတွေရဲ့အကောင်းအဆိုးအပြောင်းလဲတွေရှိပါတယ်အဲဒီအပြောင်းလဲတွေကို အတတ်နိုင်ဆုံးအကောင်းဆုံးဟောကြားပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဓနုရာသီဘွားဓနုရာသီဘွားကနိုဝင်ဘာ23ဒီဇင်ဘာ27ကြားမှာမူဖွားသူတွေဖြစ်တယ်ဒီရာသီဘွားတွေကရည်ရွယ်တာတစ်မျိုး လောက်ကင်ရတာတမျိုးဖြစ်တတ်တယ်။အတွေ့အကြုံတင်များနဲ့လောက်ကင်အရှင်ပြေမှာဖြစ်ပါတယ်။စုပေါင်းလောက်ကင်ခြင်းဖြင့်အကျိုးကျေးဇူးခံစားရပါလိမ့်မယ်။ပျက်စီးဆုံးရှုံးခြင်းတွေကြုံနိုင်တယ်လို့ဆုံးရှုံးမှုတွေကလည်းအကျိုးအမြတ်တွေပြန်ရရှိမှာဖြစ်ပါတယ်။အများကျဆောင်ရွက်ခြင်းဖြင့်မိမိဘဝအောင်မြင်စရာတွေရှိပါတယ်။ကြားမရေးစီးပွားရေးအိမ်ဆောင်ရေးလူမှုရေးအသက်အပြောင်းလဲကာလဖြစ်တဲ့အတွက်သတိဝရိယနဲ့လောက်ကင်ဆောင်ရွက်ဖို့လိုပါတယ်။အများနဲ့ရှင်တဲ့ လောကဓာတ်ကြီးတစ်ခုကြုံရဖို့ရှိပါတယ်။ဒါကြောင့်လူစုလူဝေးနေရာတွေရှောင်ပေးပါ။ဝိသင်ရမယ်အဝိတ္တရာတော့နက်ပြာရောင်ဂျင်းရောင်ခဲရောင်နီညူရောင်ညူမိုင်းတော့အရောင်များဖြစ်ပါတယ်။နှစ်ခုချောက်ပတ်လဲကြာတော်ပြီအင်္ဂါတွေမှာထီထိုးပါ။တပ်ပစေရမင်္ဂလာဂါတာတော်ကြီးနေ့တိုင်း ရွတ်ပြီးတော့ဂုံတော်ကူပါတပားကိုတပားကူပါနေတိုက်စစ်ပါဒါလူရာဒီဘောမိသားစုအလုံးဘေးရန်ကြားမှာချမ်းသာကြပါ